ဒီနေ့က Photoshop လေးမှာဒီမှာ CS3 Photoshop CS3 ကိုအသုံးပြုပြီးတော့စာမျက်နှာတစ်မျက်နှာမှာ print ထုတ်တာလေးမိထားလေးကိုပြောပြမယ်နော်အဲ့တော့အဓိကကအခုဒီလုပ်ငန်းဒီ Photoshop CS3 ကိုသုံးပြီးတော့စာမျက်နှာတစ်မျက်နှာထဲမှာ print ထုတ်တာလေးမိထားတာလေးကိုပြောပြပေးမယ်အဲ့တော့အရင်ဆုံး Photoshop CS3 file ကိုဒီမှာဖွင့်ပါတယ်ပြီးတော့စာရေးစာယူပါမယ်ဖိုင်လေးကညူးနဲ့စာယူပေးရမယ်နော်အဲ့တော့ဖိုင်လေးကညူးနဲ့ယူလိုက်ရင်ဒီ အောက်မှာ custom ဖြစ်နေတယ်ဒါလေးအရေးကြီးရယ်နော်အဲ့တော့ဒီ custom မှာကဘာပါလဲဆိုရင် custom မှာ download လို့မှနေရမယ်ဒီဘက်ကကွာ e4 site လို့ကျင်တာဒါပေမဲ့ဒီမှာ e4 site ကမှိန်နေတယ်အဲ့ဒီအတွက် download လို့နေပြီးတော့ဒီမှာ international paper ဆိုတာလေးရွှေ့ပြရမယ်ဒါဆို e4 ဖြစ်သွားပြီနော်အဲ့တော့ unit ကတော့ဒီဘက်ဘေးမှာ inches ကိုပြမယ် ပြီးရင် resolution လို့လေကိုကပုံမှန်အတိုင်းပဲ print ထုတ်မယ်ဒါကြောင့် resolution 200ထားခြင်း200 150ထားခြင်း150ဒီ resolution ကိုမှတ်ခဲ့ဖို့လို့ရနော်ပြီးရင် color mode က RGB နောက်ခံအဖြူအောင်လို့ရွှေမယ်ပြီးရင် OK နဲ့ထွက်လိုက်အဲ့တော့ OK နဲ့ထွက်လိုက်ရင်စာရွက်တရရတာဒါပေမဲ့ Photoshop CS3 ရဲ့မှာဒီစာရွက်လေးကိုကိုကဒီလို down လိုက်မလို့ခြင်းနော်အန်လျားလိုက်လို့ခြင်းနဲ့အဲ့အတွက် image တွေက image size တင်းနဲ့အန်လျားလိုက်ယူခြင်းလာဆိုရင် image size တွေမတော်ခင်မှာဒီအောက်က rotate temperature တွေရှိတယ်။အဲ့မှာ90 degree CW နေတာ။ဒါဆိုရင်တော့ဒီကအလျားလိုက်ပုံစံနေရပါလိမ့်မယ်။နော်။အဲ့တော့ unit ပြန်ပြင်ခြင်းရင်ဒီပေတံပေါ်မှာ right click နှိပ်ပြီးတော့ဒီမှာ unit ကိုရွေးပေးလို့ရတယ်။အခု unit ဒီ inches ဟုတ်နေရပေါ့နော်။အဲ့တော့ unit မှတ်မှန်မှန်ကိုဒီမှာ right click နှိပ်ပြီးစစ်ပြရမယ်။အဲ့တော့တကယ်လို့ပေတံမပါဘူးဆိုရင်လည်းကီလိုက control R နှိပ်ပြီးပေးတယ်။ပြန်ခေါ်ချပြရမယ်။အခုဆိုရင်ပေတံဖြောက်ထားပြီ။ control R နှိပ်ပြီးတော့ပေတံခေါ်ချလိုက်ပြီ။ ပြန်ခေါ်ချပြီးသွားရင်တော့ဟိုပုံခေါ်ထည့်ခြင်း fine ပြန်မလို့လေ fine เนี่ย open fine เนี่ย open ပြီးသွားရင်တော့ကိုပုံတင်ထားတဲ့လမ်းကြောင်းပြီးဘယ်မှာရှိတယ်လဲ desktop ပေါ်က download ထဲမှာရှိရဆို download ပေါ့အခုလောလောဆယ်တော့ဒီမှာ desktop ပေါ်က sph ထဲမှာရှိရပုံလေးတစ်ပုံခေါ်ထည့်မယ်ဆိုတော့ဒီမှာဆိုပါဆိုကြောင်းလေးခေါ်ထည့်မယ်เนาะအဲကြောင်းလေးတပိတ်ကလေးနေပါအဲတပိတ်ကလေးလိုက်ကြောင်းလေးဒီမှာပွင့် ဲ့တော့အဲ့ဒီကိုပေါ်ထဲမဲ့ပုံရဲ့ resolution ကိုသွားကြည့်ဖို့လိုတယ်။အပေါ်က image တွေက image size ။ဒါဆိုရင်သူ့ရဲ့ resolution ဒီဘလောက်ရှိတယ်လဲမြင်ရလိမ့်မယ်ဒီမှာ82ဆောစောကဒီနောက်ဘက်စာရွက်မှာထားခဲ့တာက resolution က200ထားခဲ့တဲ့အတွက်ဒီ resolution ကို200ပြင်ပေးဖို့လိုတယ်။ပြီးရင်ကိုယူမဲ့စာရွက်ကဒီပုံလေးဒီ force size ထုတ်နော်ဖိုးစစ်ဆိုင်ထုတ်မယ်ဆိုရင်ဒီပုံရဲ့ size ကိုတစ်ခါလေးပြင်ခဲ့ဒီပါမှာ တော့ forces size ဆိုတော့ဝစ်တန်ဘူကလောက်ရှိမယ်ဆိုတော့ဝစ်တန်ဘူက6ရှိမယ်ပေါ့နော်ပြီးရင်တက်ပြီးခုံမယ်ဒါလက်မှာပဲနော်နောက်ထပ်တက်ပြီးခုံ height တန်ဘူက4ဖြစ်ရမယ် resolution 100ခါလေကြရင်ဖြစ်တတ်တာဒီမှာအမှန်ချစ်တည်ဝင်နေဒီလို link နေဝင်နေတတ်တယ်အဲ့ဒါဆိုရင် तू ကပြင်လို့မရဘူးကိုပြင်ခြင်းနဲ့ဝစ်တန်ဖို့က6လို့ပြင်လိုက်တယ်ဒါပေမဲ့ဒီမှာဘာလို့လဲဆိုရင်6လို့ပြင်ပြီးတော့တက်ပြီးခုံလိုက်တယ်တက်ပြီးခုံမယ် မဲ့ဒီ6ရောက်က resolution လိုက်ပြီးသွားတယ်။ကို resolution ကလည်း200ပြည့်နေတာ။အဲ့ဒါမျိုးဆိုရင် CS အခုဒီ Photoshop CS 3ထဲမှာကျတော့အောက်က constraint proportion မှန်ကြည့်လို့ဖြုတ်မှာဒီက link လေးတွေပြုတ်သွားမယ်နော်။အဲ့ link ပြုတ်သွားမှာ resolution မှာပြင်လို့ရပြီနဲ့။အခု resolution က200ပြင်လိုက်တယ်။ width က6 height က4ပြီးရင်တော့ဦးတည်နဲ့ထွက်ပြီးမယ်။ အဲ့ဆိုရင်ဒီပုံရဲ့ငကူက82ကိုကို resolution ကြီးအောင်နှိမ့်လိုက်တာဖြစ်တဲ့အတွက်သူကနည်းနည်းလေးတော့ပြေးသွားတယ်ပေါ့နော်ပုံကဘေးကိုဖြတ်ကျဲသွားတဲ့ပုံစံဖြစ်သွားတယ်ပြီးတော့သူ့ကို move to ကိုရွေးပြီးတော့ order ကို be drug sweet ဖြစ်တယ်နော်ပြီးရင်လူချင်းတဲ့နေရာကိုဒီမှာဒီဘက်ခြမ်းကိုရွှေ့လိုက်နော်အဲ့တော့ဒီပုံမလို့တော့ရင်ပိတ်လိုက်တော့အဲ့တော့ဒီမှာဆိုင်းရွှေ့တဲ့အခါမှာသူကဘာလေးကိုလုံးလို့ရလဲဆိုရင်ဒီဘေးနားလေးမှာ margin လေးရှိတယ် မာဂျင်သားလေးချန့်ကျင်နေဆိုရင်ဒီဘက်မှာ layer window တွေက layer လို့ခေါ်ကြတယ်နိဒီမှာ layer မှာ background ဖြစ်နေရနော်နောက်ထပ်ဒီမှာ new layer ယူပြီးတော့ဒါလေးကိုရွှေ့လိုက်အောင်ဒီဘေးနားလေးမှာဒီလိုလေးအတုံးလေးထားခဲ့ရင်ထားခဲ့ဒါမှမဟုတ်ရင်သူကဒီဘက်မှာ guideline လေးခေါ်ထည့်ခဲ့ layer လေးချန့်ကျင်တာဟုတ် layer လေးနည်းနည်းလေးအသားချန့်ကျင်လို့နော်ဒေးသားချန့်ဒီမှာဆိုလည်းအဲ့လိုပဲတိတ်ဖက်ကိုလူလေးထားခဲ့လို့ရမယ် နောက်ဒီဘက်ဆိုရင်လည်းခိုင်လိုက်လေးဒီမှာကိုခေါ်ထဲမဲ့နေရပေါ့နောက်တဘောဒါဆိုရင်ဒီတဘောစုံးမဲ့နေရနောက်တဘောစုံးမဲ့နေရဒီလိုလေးခိုင်လိုက်လေးသွားလိုက်လို့ရတယ်နော်အဲ့ဒီရဲ့အဆုံးသက်ဒီဘက်မှာဆိုရင်ဒီလိုနည်းနည်းလေးနေရပြီချက်မယ်ဆိုရင်ချက်မယ်နေရသားလေးပါနော်အဲ့တော့အခုဆိုရင်ပုံတပုံရပြီနောက်တစ်ပုံထပ်ခေါ်ထင်မယ် find လေးကဒီကောင်လေးကဒီမှာဘောင်လေးဝင်နေရနော်အဲဆိုဆိုကဒီ rectangular mark ကိုတုံးပြီးသွားလိုက်တာအဲ့ဒီထဲမှာအရာအရင်ဖြည့်လိုက်မယ် order sp ဒါနေရာလေးနည်းနည်းချန်လိုက်တာပါပြီးရင်ဒီဘက်မှာလည်းအလိုပဲနေရာလေးနည်းနည်းချန်ဖို့အတွက် control d လောက်လိုက်ရအဲ့ဒီမှာဆိုရင်သူ့နည်းနည်းပြင်ချင်တယ်ပေါ့နော် control d အဲ့ဒီလေးဆိုတော့နည်းနည်းလေးပေါင်လေးရတယ်မှာအောက်ကိုရောက်လေးပေါ့အောက်သားရောက်အဲ့တော့ကုလိုချင်တာကဒနာလောက်ပြီးချန်ချင်တယ်။ဘုပ္ပဘေးကိုမကတ်ချင်လို့နေရာလေးကိုနည်းနည်းလေးချန်လိုက်တယ် လို guideline ခေါ်ထည့်လိုက်ရတယ်နော်အဲ့တော့ဒီမှာဆိုရင်ပုံလေးကဒီမှာ비သားနည်းနည်းလေးတော့ B ကိုရှာလို့ control D နှိပ်လိုက် enter ခါအဲ့တော့ဒီ background copy ကိုပြင်ချင် background copy နှိပ်ဖို့ရတယ်နော် control D အဲ့တော့ background copy မှာဆိုတော့မိခိုးရအောင်မဖြတ်ခဲ့တဲ့အတွက်နော်အဲ့တော့ကမီးဝဲအောင်ပြန်ဖြတ်မယ်ဆိုရင်တော့ဒီချိန်မှာဘာလုပ်လို့ရလဲဆို crop 2ကိုရွှေ့ပေးရမယ် crop 2ကိုရွှေ့ပြီးတော့ဒါလေးကိုကိုယ်စိတ်တိုင်းကြာရင်မီးခိုးကိုဖြတ်လိုက် ဒါပေမဲ့ဒီချင်းမှာမိကိုဖြစ်ရင်ဂျန်နဲ့စာရွက်ကုန်သွားမယ်အဲ့တော့ဟိုဘက်ကဒီဘက်ကိုမယူခင်ငါကဖြတ်ခဲ့ဖို့လိုတယ်နော်နောက်တစ်ပုံကြရင်တော့ဖြတ်ပြပေးမယ်အဲ့တော့အခု background ကိုပြင်ပေးမယ်နောက်တစ်ပုံထပ်ဖွင့်မယ် file က open နောက်တစ်ပုံလည်းဒီလိုပဲဒီမှာခေါ်ထည့်မယ်ပုံကိုတပိတ်ကိုနှိမ့်လိုက်နှိမ့်ပြီးတော့အဲ့ပုံကို resolution အရင်ကြည့်ဖို့လိုတယ်ဒီအလျားဟာလေးကိုချုပ်လိုက်ဖို့လိုတယ်နော်ဒီညာဘက်ကချက်ချေကအဲ့ချက်ချေကရဲ့ဒီဘက်ကအလျားပုံနော်အဲ့ဒါလေးကိုလည်းလေးချုပ်လိုက် ုတ်ပြီးသွားရင်သူ image ပြင်မယ်ဆိုတော့ image တွေက image size ဆိုဆိုလို့ရယ် resolution 200ဟုတ်ရလားကြည့်ဖို့လို့ရယ် width တန်ဖို့ height တန်ဖို့6ဖို့မှန်နေတဲ့အတွက်ဥပဒေတန်းထွက်လိုက်မယ်နော်ပြီးရင်တော့ဒီပုံလေးပေါ်မှာ move to ဖြစ်အောင်လို့ move to က v ကိုနှိပ်လိုက်ပြီးရင် v မနှိပ်လဲ move to ကိုယူပြီးပေါ့နော်ပြီးရင် order ကိုပြပြီးတော့ဒီပထဲကိုဆွဲရွှေလိုက်မယ်ပြီးရင်ဒါလေးကိုပိတ်လိုက်လို့ရတယ်ချက်ချင်းနှိပ် ော့ဒီစာရွက်ထဲမှာဒါက၄ရက်နောက်ထပ်တစ်ခုဖြစ်သွားပြီ၄ရက် copy နော်ဒါလေးကိုနည်းနည်းဖြတ်လိုက်အဲဒီစာရွက်အဲသူ့ရဲ့ background layer ဒါလေးကိုယူပြီးတော့ညာဘက်ကိုရွှေ့အဲသူဒီ forces side ဟိုရလာကြည့်ဒီဘက်ကိုဒီဘက်ဆိုရင်ဒါ forces side ဥပြေးနေရနော်ဒီမှာတွေ့လား body လေးဝင်လာ ကတော့နေရာနည်းနည်းချိန်ကျင်နေဆိုတော့အဲ့ချိန်မှာ control D နှိပ်ပြီးကိုကတို့လိုလေးအထဲလေးလိုက်ပြီးတော့ပြန်ချုပ်ပေါ့နော် forces side မှန်းကြည့်ထုတ်ပါဦးအန်တက်ခနောက်တစ်ခုကကြာတော့နောက်တစ်ပုံထပ်ခေါ်ထည့်မယ် file လေးရပဲ open သူလည်းအဲ့လိုပဲနောက်တစ်ပုံနှစ်ချက်နဲ့ဒါပေမဲ့ဒီပုံမှာကြာတော့သူက forces size ကိုလိုချင်တာသူကပုံရရှည်နေရဆိုရင်ဒီမှာနဲ့တစ်ခါ crop လုပ်ခဲ့မယ်နော်ဒီမှာ crop ကိုလုပ် ဟုတ်ကိုလုတ်ပြီးဒီကွာဝစ်တန်ဘူးဝစ်တန်ဘူးကဘလောက်လိုချင်တာဆိုရင်6ကိုလိုချင်တယ် high tempo က high tempo က4ကိုလိုတယ် resolution ကသူဘလောက်ဆိုဆိုထားလဲဆို200ယူလား200အတက်ခါဒါ crop လုပ်နေနေတာနော်အဲ့တော့လက်ရှိဒီပုံမှာ crop မလုပ်ခင်မှာသူ့ရဲ့ image တွေက image size ကိုတစ်ချက်သွားကြည့်မှုမယ်ဒီမှာဆိုရင်82ဖြစ်နေရနော်အဲ့ဒါလေးကိုအရင်ပြင်ပေးရမယ်200နောက်ကိုယူမဲ့ document size တွေ 6ဖြစ်ရမယ်တက်ပြီးခေါ်တက်ပြီးခေါ်ဒီအန်တက်ခါဒါဆိုပုံလေးကတူတူလေးသေးပါတယ်နော်အဲ့တော့ပုံလေးက size ကဒီမှာ quantity ဖြစ်သွားပြီဆိုရင်တော့ဒါအခုဆို crop deviator ဖြစ်တဲ့အတွက် control order ဖြစ်ပြီးတော့ဒီဘက်ကိုဆွဲရွှေမယ်ဒါလေးကိုဒီဘက်လေးနည်းနည်းရွှေလိုက်မယ်ဒါလေးချက်ချက်ပြီးသွားရင်တော့ဒီနောက်မှာရှိတဲ့ control order control order ဒါလေးကတိုက်တယ်လေးပေါ့နော် control order ရမနော်ဒီပုံစံလေးရလာပြီ mask ကိုလို့ဒီမှာကြီးလို့ပြီးရင်တော့ဒီဟာလေးကိုပိတ်လိုက်လို့ရပြီနော်ဒါအောင်ပြန်ချင်တယ်ဒီနောက်မှာအလွှာလေးရှိနေအဲ့တော့ move to ပြန်ယူပြီးဒီနောက်ကအလွှာလေးကိုဆွဲရွှေလိုက်အဲ့တော့နောက်ထပ်သူ့ကိုဘာလေးပြန်ပြောလို့ရဆိုဒါဆိုရင်သူက64 sign မဟုတ်ဘူးဖြစ်နေ control d control d နှိပ်ပြီးသားရင်64 sign ပြန်တစ်ချက်လေးပြန်ပြင်ပေးဖို့လိုတယ် enter ခါ control t ကိုပြန်နှိပ်လိုက်နော်အဲ့တော့ width tempo height tempo ဒီဘေးနေမှာပို့နေအဲ့တော့ကိုကကွက်တီလိုချင်လဲဆိုတော့ကိုလိုချင်တဲ့ကွက်တီလားကိုနည်းနည်းလေး size လေးချုံပေါ့နောက်ဒီအပေါ်ဟုတ်တယ်အဲဒါဆိုရင်ဒီရဲ့ size ကဒီကနေတိတိရှိရဲဒါ force size ပေါ့ဒီလိုလေးချိန်ပြီးလိုက်လို့ရတယ် enter ခါနောက်တစ်ပုံလေးအဲ့တိုင်းပဲခေါ်ထည့်မယ်ပြီးရင်တော့ print ထုတ်တော့မယ်ဆိုရင်အခုကတော့နောက်တစ်ပုံခေါ်ထည့်မယ်ပြရတော့နော် control order drug နဲ့ဒီမှာနောက်တစ်ပုံဒီလိုရွှေ့လိုက်လို့ရတယ်နော် print ထုတ်တော့မယ်ဆိုရင်တော့ file နဲ့က print နဲ့သွားလိုက်ရမယ်အဲ့တော့ file နဲ့က print နဲ့သွားလိုက်ရင်ဒီအောက်ဆုံးမှာရှိတယ်ဒီနားလေးမှာဒါဆိုစာရွက်ဒီထောင်လိုက်ဖြစ်နေဒီအောက်ကအလိမ်ရလိုက်တယ်နော်ဒါလေးကိုရွှေ့လိုက်မှလာကိုရင်းချင်းနဲ့စာရွက်ပုံစံတိုင်းလေးရတယ်နော်အဲ့တော့ဒါ download လို့အလိမ်ရလိုက်ကိုဒီကနေကြောပြင်ပြီးလို့ရတယ်နော်ဒါလေးဆိုရင်တော့ CS3 ထဲမှာ double ထုတ်တာအဆင်ပြေပါ